ောချင်တာကတော့ဒါကျမရခိုင်ပြည်နယ်နောက်ဆုံးအရခိုင်ဒီဒီဒီရှောက်မှာပေါ့နော်နောက်ဆုံးလုပ်ကျင်းပါတဲ့လူထုနဲ့တွေ့ဆုံပွဲပါဒါပြီးလို့ရှင်ကျမ ARD တိုင်းကိုဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့အစမှာပြောချင်တာကတော့ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ကျမတို့ဘွားမျိုးသူမျိုးသားများဟာအင်တာမနှွေးနှွေးထွေးထွေးတက်တက်ကြွကြွနဲ့ ကြိုးဆိုတာအကြောင်းမလို့ကျမတို့ရဲ့ရခိုင်ပြည်နယ်ရဲ့ခရီးစဉ်ဟာအောင်မြင်ပါလေလို့ကျမတို့အနေနဲ့မြင်ပါတယ်အဲ့ဒါအတွက်ကျေးဇူးအများကြီးပဲတင်ပါတယ်နောက်ပြီးတော့လည်းကျမတို့နိုင်ငံဟာပြည်ထောင်စုဖြစ်ပါတယ်ဒီလိုပြည်내တွေကနေပြီးတော့တက်တက်ကြွကြွဒီမိုကရေစီရေးမှာပါဝင်နေဆိုတော့ကျမတို့ပြည်ထောင်စုအတွက်အလားအလာကောင်းတယ်လို့ကျမတို့မြင်ပါတယ်။ဒါကြောင့်ပြည်သူပြည်ထောင်စုစိတ်ဓာတ်နဲ့ဒီမိုကရေစီအရေးကိုဝိုင်းဝန်းပြီးတော့အားပေးကြတဲ့ ျမတို့ရဲ့ဂွားမျိုးမျိုးသူမျိုးသားများအားလုံးကိုလည်းကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။ကျမတို့ခရီးတစ်လျှောက်ထွက်ခဲ့တဲ့အခါမှာတိုင်းရင်းသားစိတ်ဓာတ်ဟာအင်မတန်မှအရေးကြီးတယ်။ပြည်တော်စုစိတ်ဓာတ်ဟာအင်မတန်မှအရေးကြီးတယ်ဆိုတော့ကျမတို့သတိပြုမိခဲ့ပါတယ်။ဒါဟာကျမဒီနိုင်ငံတနိုင်ငံလုံးအရှိန်အောင်တောင်မြောက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လှည့်လည်ပြီးတော့ပြည်သူတွေနဲ့တွေ့ဆုံခဲ့ရပါတယ်။ဟောပြောပွဲတွေကျင်းပခဲ့ရပါတယ်။ အဲ့ဒီဟာတွေဘယ်ဘက်မှာပဲကြည့်ကြည့်အရေးကြီးဆုံးကိစ္စကတော့ညီညွတ်ရေးဆိုတာကျမတို့သဘောပေါက်ပါတယ်ကျမတို့ရဲ့တိုင်းသားများအားလုံးကြားမှာညီညွတ်မှုရှိမှငြိမ်းချမ်းမှုရှိနိုင်မှာပါငြိမ်းချမ်းမှုရှိမှလည်းကျမတို့ရဲ့နိုင်ငံဟာတွတ်တက်နိုင်မှာဖြစ်ပါတယ်ဘယ်ဘက်သွားသွားကျမတို့နိုင်ငံရဲ့ပြည်သူတွေရဲ့ပြဿနာတွေဟာအတူတူပါပဲအဲ့အဲ့ဒီကလည်းနည်းနည်းထိုင်ပြရမယ်ထင်တယ် တော့ဘယ်ဘယ်တော့တော့တူတူပါပဲဆိုတော့အရှိရလူတွေကိုထိုင်ပေးပါလို့ပြောရတဲ့ကိစ္စကလည်းအတူတူပါပဲဘယ်ဘယ်တော့တော့အဲ့လိုပဲကျမတို့ပြောပေးရတယ်အရှိရလူတွေနည်းနည်းထိုင်ပေးကြပါဒါမှအနောက်ကလူတွေမြင်ရမှာဖြစ်ပါလေဆိုတော့ခဏခဏကျမတို့ပြောရပါတယ်ကျွန်တော်အနေနဲ့ဒါလည်းကျွန်တော်တို့အတွက်နိုင်ငံရေးသင်ခန်းစာလို့ပဲဒီလိုပဲမြင်ပါတယ်အရှိရာလူတွေကအနောက်ကိုလှည့်မကြည့်တဲ့ပြဿနာကြီးဟာအင်မတန်မှကြီးပါတယ် ဒီမိုကရေစီစနစ်ကိုလိုချင်နေဆိုတာဟာအဓိကအားဖြင့်တော့အရှိကလူတွေကအနောက်ကလူတွေလက်မရှိလို့လို့တော့နောက်ရွေးကောက်ပွဲမှာအလုံးပြုတ်မှာပဲဆိုတာစနစ်ဖြစ်လို့ပါပဲရွေးကောက်ပွဲအတွက်ကျမတို့စီယုံတဲ့အခါမှာကျမတို့ရဲ့ကဘာဖြစ်လို့ဒီနိုင်ငံမှာအစိုးရလှုပ်ချင်တယ်လဲဘာဖြစ်လို့ကျမတို့အော်အဲ့နာနည်းနည်းထိုင်ပေးကြပါလေကဲထိုင်ပေးလိုက်ကြပါဟုတ်ကဲ့ အဲ့အဲ့လို့ဆိုလို့ရှင်တော်ပါပြီတိတ်နောက်ကြတဲ့လူတွေအနောက်မှာတိတ်ရောက်နေတဲ့လူတွေထိုင်တဲ့ခါကျတော့လည်းမမြင်ရပါဘူးအဲ့တော့အရှိတ်ပိုင်းကနေထိုင်ပေးတယ်ဆိုရင်အလုံးအဆင်ပြေပါတယ်ဒါနဲ့ကျွန်တော်တို့အခုဒီလိုခီးထွက်ပြီးတော့ပြည်သူလူထုကိုရွေးကောက်ပွဲနဲ့ပတ်သက်လို့ပညာပေးအစီအစဉ်တွေလုပ်တယ်ဆိုတာဟာပထမအဦးဆုံးအားဖြင့်တော့ကျွန်တော်တို့ရဲ့ပြည်သူများဟာနိုင်ငံသူနိုင်ငံသားများရဲ့အခွင့်အရေးဖြစ်တဲ့မဲပေးပိုင်ခွင့်ကိုမဆုံးရှုံးဖို့အတွက်ဖြစ်ပါတယ် တချို့ကမဲပေးပိုင်းကိုစိတ်ပြတ်တောင်ပိုးပထားကြပါဘူးမဲဆိုတော့ပေးရင်ပေးမယ်မပေးရင်မပေးဘူးပေးပေးတဲ့လူတွေကလည်းအများကြီးပဲငါတယောက်မပေးလို့လည်းမထူဘူးဆိုတဲ့စိတ်ဓာတ်တွေကျမတို့နိုင်ငံမှာမရှိဖို့အတွက်ကျမတို့အင်တာမစ조사ရပါတယ်ဘာဖြစ်လို့လဲဆိုတော့နှစ်90ကျော်အာနာရှင်စနစ်အောင်မှာနေခဲ့ရတဲ့နိုင်ငံရဲ့နိုင်ငံသူနိုင်ငံသားများဟာရွေးကောက်ပွဲများရဲ့အတိတ်ပင်နဲ့ရွေးကောက်ပွဲများရဲ့ အရေးကြီးပုံကိုတစ်ခါတည်းတိတ်ပြီးတော့နားမလည်ကြဘူးရွေးကောက်ပွဲကျင်းပတယ်ဆိုတာတချို့ကဘယ်လိုမြင်လဲဆိုတော့တချို့ပါတီတွေအချင်းချင်းနေရာလူကြတာဒါမှမဟုတ်ပုံကိုယ်တွေအချင်းချင်းနေရာလူကလူကြတာလို့မြင်ပါတယ်အဲ့ဒီဟာအတိုင်းတာတစ်ခုလည်းအချီလည်းဒါမှန်တယ်လို့ပြောလို့ရပါပါတယ်တကယ်တော့ရွေးကောက်ပွဲလုပ်တဲ့အတိတ်ပဲဟာပြည်သူများဟာကိုလိုချင်တဲ့အစိုးရကိုကိုရွေးချယ်တာပဲဖြစ်ပါတယ် အဲ့ဒါကိုတည်တည်ချွတ်ချွတ်နှလုံးသွင်းဖို့လိုပါတယ်ကိုကဘယ်လိုအစိုးရမျိုးလိုချင်တာလဲဆိုတော့ပထမစဉ်းစားကြည့်ကြပါကျမတို့1988ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကြီးစကြတဲ့ဟာသတိပြုမိတာဟာပြည်သူလူထုတွေဟာလုံလုံချုံချုံအေးချမ်းချမ်းနဲ့နေကြတယ်အဲ့ဒီဟာအတွက်ဒီမိုကရေစီကိုတောင်းဆိုတာပါကျမတို့ပြည်သူတချို့ကဒီမိုကရေစီဆိုတဲ့အဓိပ္ပာယ်ကိုတောင်းမှာ တည်တည်ချာချာနားမလည်ပင်မဲ့လေဒီမိုကရေစီကိုလိုချင်ကြတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမိုကရေစီဆိုတာပြည်သူကိုအလေးထားတယ်ဆိုတာလောက်တော့နားလည်ကြပါလေဒီမိုကရေစီရဲ့အဓိပ္ပာယ်ကတော့တည်တည်ချာချာပြောရမယ်ဆိုရင်ပြည်သူတွေရဲ့အုပ်ချုပ်မှုပေါ့ပြည်သူတွေရဲ့အုပ်ချုပ်မှုဆိုပေမဲ့နိုင်ငံတနိုင်ငံမှာပြည်သူတွေအားလုံးကနေတက်ပြီးတော့အစိုးရလုပ်ဖို့ဆိုတော့ဟာလက်တွေ့ကြကြဘယ်လို့မှမဖြစ်နိုင်ပါဘူးဒါကြောင့်မလို့ကျမတို့အခုအခုခေတ်မှာ ဒီကဘာကြီးမှာအတွတ်တက်ဆုံးဒီမိုကရေစီနိုင်ငံများသုံးတဲ့ဒီမိုကရေစီစနစ်ဆိုတာဟာကိုစားပြုဒီမိုကရေစီစနစ်ပါကိုယ့်ကိုကိုစားပြုတဲ့ပုံကိုယ်တွေကိုအစိုးရဖွဲ့ခွင့်ပေးတာအတိုင်းအတာတစ်ခုထိပဲเนาะထာဝရမဟုတ်ဘူးအကသအချိန်ကသနဲ့အစိုးရဖွဲ့ခွင့်ပေးတဲ့ကိုစားပြုဒီမိုကရေစီဆိုတာကိုကျမတို့ကျင့်သုံးရပါတယ်ဒီတော့ကျမတို့ဒီလိုကိုစားပြုဒီမိုကရေစီအတွက် ဘယ်သူတွေကကိုယ့်ကိုကိုစားပြုလဲဆိုတော့ဘယ်လိုရွေးမလဲဆိုတော့ရွေးကောက်ပွဲဆိုတဲ့စနစ်ကြီးဟာပေါ်လာတာဖြစ်ပါတယ်ရွေးကောက်ပွဲတွေမှာရွေးရွေးခံတဲ့အခါမှာနိုင်ငံရေးပါတီများရဲ့ခန္ဓာအင်တာမအရေးကြီးလာပါတယ်ဘာဖြစ်လို့လဲဆိုတော့တနိုင်ငံလုံးအတိုင်းတာနဲ့ကိုယ်စလဲတွေရွေးတဲ့အခါမှာကိုယ်စလဲတယောက်ချင်းတယောက်ချင်းအကြောင်းကိုပြည်သူပြည်သားတွေကသိဖို့ဆိုတော့အင်တာမခက်ပါတယ်ဟို မဲလို့ခြင်းတဲ့အခါကျတော့အကုတ်ကုတ်ကိုအကောင်းမဲပြောမှာပဲလူတွေကနေပြီးတော့ကိုယ်ကိုမဲထည့်ခြင်းအောင်လို့တော့ချိုချိုသားသားကောင်းကောင်းမွန်မွန်ဘာတွေလုပ်ပေးပါမယ်ဘာတွေပေးပါမယ်စသဖြင့်ဒီလိုပဲပြောကြမှာပဲဒါပေမဲ့တကယ်စိတ်ချလားစိတ်မချဘူးလားဆိုတော့ပြည်သူတွေသိဖို့ဆိုတာဟာသိမလွယ်ပါဘူးဒါကြောင့်နိုင်ငံရေးပါတီတွေပေါ်လာတယ်ဆိုတာဟာနိုင်ငံရေးပါတီတွေဆိုတာမူဝါဒတွေရှိရတယ်ကိုယ့်ရဲ့မူဝါဒတွေနဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်တွေနဲ့ ါတွေကိုချပြပြီးတော့ဒီပါတီတွေဟာကော့ပါတီတွေကိုကိုစားပြုတဲ့ပုံကိုတွေကိုထိန်းထားရတယ်။ကော့ပါတီရဲ့မူဝါဒတွေအတိုင်းပဲလုပ်ဖို့ကိုအမခံရတယ်။ဒါကြောင့်ကျွန်မခဏခဏပြောတာပါ။ကျွန်မတို့ရဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အလံကိုပဲမဲပေးပါ။ကိုစလဲလောင်းရဲ့နာမည်တွေမျက်နှာတွေကိုမကြည့်နေပါနဲ့လို့ကျွန်မပြစ်တာရခံတာဖြစ်ပါတယ်။ ကိုယ်စလေလောင်းတယောက်ချင်းတယောက်ချင်းဆိုတာဟာအတော်တော်တဲ့လူတောင်မှတယောက်ချင်းနဲ့အစိုးရဖွဲ့လို့မရပါဘူးကျမတို့ရဲ့စနစ်အရာဆိုလို့ရှိရင်ကိုယ်စလေအများဆုံးအရွေးချအရွေးချယ်ခံရတဲ့ပါတီကအစိုးရဖွဲ့မှာပါဒါကြောင့်ကျမတို့ကဖွဲ့ဖွဲ့လင်းလင်းပဲပြောတာပါကျမတို့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကဒီရွေးကောက်ပွဲမှာဝင်ပြီးတော့ရွေးရွေးခံတယ်ဆိုတာအစိုးရဖွဲ့ခြင်းတော့အရွေးခံတာပါ ဒါကြောင့်ကျမတို့အလံကိုပဲမဲပေးပါကျမတို့ရဲ့ကိုယ်စလဲတွေတယောက်ချင်းတယောက်ချင်းကိုမကြည့်နေပါနဲ့ဒီကိုယ်စလဲတွေဟာမှန်မှန်ကန်ကန်နဲ့ပြည်သူရဲ့အကျိုးထားဆောင်ဖို့ကိစ္စဆိုတာကျမတို့ကနေပြတာဝန်ယူပါတယ်ဆိုပြီးကျမတို့ရဲရဲကြီးပြောနိုင်ပါတယ်ကျမတို့အခုစဉ်းစားကြည့်ဒီဒီရွေးကောက်ပွဲမှာကျမတို့ရဲ60ပေါ့နော်စီယုံပိုင်ခွင့်ရပါတယ် 6ရက်နေ့စက်တင်ဘာကနေစပြီးတော့6ရက်နေ့နိုဝင်ဘာအထိနိုင်ငံရေးပါတီများဟာစီယုံပိုင်ခွင့်ရပါတယ်။အဲ့ဒီအချိန်ကာလအတွင်းမှာကျွန်တော်တို့လည်းတတ်နိုင်သမျှပြည်သူတွေနဲ့ထိတွေ့ပြီးတော့ကျွန်တော်ရဲ့အဖွဲ့ချုပ်ကိုထောက်ခံမှာကျွန်တော်ရဲ့အဖွဲ့ချုပ်ကမူဝါဒတွေကဘယ်လိုရှိပါလဲဘယ်လိုရွေးချက်ရှိပါလဲဆိုတာကိုရှင်းပြပါတယ်။ဒါပေမဲ့လည်းတချို့ပြည်သူတွေရဲ့စိတ်ထဲမှာတန်တရာရှိကောင်းရှိနိုင်ပါတယ်။ အခုရဲကောက်ပွဲမတိုင်ပြီးတော့စီယုံနဲ့ကာလမှာမဲလွန်ခြင်းနဲ့အခါကြတော့ဒီလိုပြောပြီးတော့နောက်ကြရင်ဒီတိုင်းလုံးပါမလားဆိုပြီးတော့တန်တရားတွေရှင်းနိုင်ပါလေဒါလည်းသဘာဝကြပါလေဒီတော့ကျမနှစ်ခုပြောချင်ပါတယ်တစ်ခုကပါလဲဆိုတော့ကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာအခုရပ်တည်ခဲ့တာဆိုလို့ရှိရင်နှစ်30နေပါရှိပါပြီအဲ့ဒီအတွင်းမှာတစ်ခါမှကျမတို့ဒီမိုကရေစီအရေးကိုသစ်ဆောင်မဖောက်ခဲ့ပါဘူး ပြည်သူလူထုနဲ့နာမဲ့အလုပ်တဲ့တစ်ခါမှကျမတို့မလုပ်ခဲ့ပါဘူး။ဒါအရင်နဲ့ပတ်သက်လို့ကျမတို့စီစစ်ထားကိုခံရဲပါတယ်ခံနိုင်ပါတယ်။နောက်တစ်ခုကပါလဲဆိုတော့ကျမတို့နောင်အနာကမှာဘယ်လိုပုံစံနဲ့လုပ်မလဲဘယ်လိုပါတီမျိုးဖြစ်မလဲဘယ်လိုအစိုးရမျိုးဖော်ဆောင်မလဲဆိုတာကိုသိရအောင်လို့အခုရွေးကောက်ပွဲကာလကိုပဲသိချာကြည့်လိုက်ကြပါလေ့လာလိုက်ကြပါကျမတို့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်က ဘယ်သူကိုမှပုဂ္ဂိုလ်ရေရတိုက်ခိုက်ခဲ့တာမရှိပါဘူးဘယ်အဖွဲ့အစည်းကိုမှမမှန်မကန်တဲ့ဤတွေနဲ့အဆင့်မရှိတဲ့ဤတွေနဲ့တိုက်ခိုက်ခဲ့တာမရှိပါဘူးကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တင်တဲ့တရားဥပဒေနဲ့မကိုက်ညီတဲ့လူမျိုးရေးဘာသာရေးပဋိပက္ခဖြစ်စင်မဲ့အပြောအဆိုတွေနဲ့စီရင်ခဲ့တာလည်းလုံးဝမရှိခဲ့ပါဘူး။ကျမတို့အနေနဲ့ ဘယ်သူ့ကိုမှတိုက်ခိုက်ဘယ်ဖွဲ့စည်းကိုမှတိုက်ခိုက်တဲ့စာရွက်စာသားတွေကိုအမည်မခံမဲနဲ့ဖြန့်ဝေခဲ့တာမျိုးလည်းမရှိခဲ့ပါဘူးဆိုတော့ပြောချင်ပါတယ်အဲ့ဒါကြောင့်မလို့ကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုစိတ်ချရမလားစိတ်မချရဘူးဆိုတော့သိရှိရှိဝေဝေမကြည့်နေပဲနဲ့အခုဒီရွေးကောက်ပွဲစည်းရုံးရေးကာလမှာကျမတို့ရဲ့လှုပ်ဆောင်ချက်တွေကိုလေ့လာပါတခြားအဖွဲ့အစည်းများပုံကုံများရဲ့ ်လှုပ်ဆောင်ချက်တွေနဲ့ရှင်မှာကျမတို့အဲ့လိုနှိုင်းရှင်လာကိုခံရပါတယ်ကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုနဲ့ပတ်သက်ပြီးတော့ဥပဒေမဲ့လုပ်တဲ့ကိစ္စတွေရွေးကောက်ပွဲဆိုင်ရာစီမင်းစည်းကမ်းဥမြောက်ချိုးဖောက်ပြီးတော့လုပ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျမတို့ဟာဘ ਹੁ ရွေးကောက်ပွဲကော်မရှင်ကိုတိုင်တန်းထားတာတွေအများကြီးရှိပါတယ်အခုတည်းတော့ထိတိရောဘာမှအရေးယူခဲ့တာတော့မရှိသေးပါဘူး ကျမတို့အဖွဲ့ချုပ်ဘက်ကနေပြီးတော့စီးမင်းစီကံချိုးဖောက်ထားတော့အခုထိတော့ကျမသိတဲ့လောက်ကတော့မရှိသေးပါဘူးရှိလို့ရှိရင်လည်းကျမတို့ကတာဝန်ခံပြီးတော့ကျမတို့ကိုယ်တိုင်ကျမတို့ရဲ့အဖွဲ့ဝင်တွေကိုယ်စားလှယ်တွေကိုကျမတို့စီးမင်းစီကံရအရေးယူမှာဖြစ်ပါတယ်ဒါကြောင့်ဒီလိုရွေးကောက်ပွဲကာလလေးနှစ်လအတွဲမှာတောင်မှဘယ်လောက်မှန်ပန်ကန်ကန်လုံနိုင်လဲမလုံနိုင်ဘူးလဲဆိုတော့ကြည့်ပြီးတော့အဖွဲ့အစည်းတစ်ခုရဲ့အရေးချင်း ိတ်နေစိတ်ထားနောက်အနာဂတ်မှာဘယ်လိုပုံစံနဲ့ဒီနိုင်ငံကိုဥဆောင်သွားမယ်ဆိုတော့ခမန်းလို့ရပါတယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်ကျမတို့ရခိုင်ပြည်နယ်ရောက်တော့ပထမအဦးဆုံးသတိပြုမိတာပါလဲဆိုရင်ရခိုင်ပြည်နယ်ကအင်ပတာမလှပါပါတယ်တဘာဝအရာအင်ပတာမလှပါပါတဘာဝအရာလည်းအင်ပတာမချမ်းသာကြွယ်ဝပါတယ်ဒီလောက်တောင်မှတဘာဝအရာ ချမ်းသာကြွယ်ဝပြီးလှပနေတဲ့ဒေတာမှာပြည်သူတွေကဘာဖြစ်လို့ဆင်းရဲနေတာလဲဆိုတော့ကျမတို့အများကြီးစဉ်းစားကြရဖြစ်လာပါတယ်။အဲ့ဒါဘာနဲ့ဆိုင်လဲဆိုတော့စနစ်နဲ့ဆိုင်ပါတယ်။ဒီနိုင်ငံကိုအုပ်ဆိုးထားတဲ့အုပ်ချုပ်ထားတဲ့စနစ်နဲ့အများကြီးပဲဆိုင်ပါတယ်။ဒီစနစ်ကိုမပြောင်းလို့တော့ကျမတို့ပြည်သူတွေကဆင်းရဲတွင်းကနေပြီးတော့လွတ်မြောက်စရာအကြောင်းမရှိပါဘူးလို့ကျမတို့ထင်ပါတယ်။ ဒါကြောင့်ကျမတို့ဟာစနစ်ပြောင်းရေးအတွက်ရွေးကောက်ပွဲဝင်တာပါအစိုးရဖွဲ့ဖို့ဟုတ်တယ်ကျမတို့မျိုးသားဒီမိုကရေစီအစိုးရဖွဲ့ခြင်းနဲ့အစိုးရဖွဲ့ခြင်းနဲ့ဆိုတာဟာစနစ်ကိုပြောင်းဖို့အတွက်ကျမတို့အစိုးရဖွဲ့ခြင်းတာပါဒီစနစ်ကိုပြောင်းမှကျမတို့နိုင်ငံဟာအကြမ်းနဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်တော်စုကြီးတစ်ခုဖြစ်လာနိုင်ပါပါတိုင်းသားများရဲ့အခွင့်အရေးများကိုဒန်းတူညီတူ အာမခံချက်ပေးနိုင်တဲ့စနစ်တခုမရှိသေးရတော့ကျမတို့ပြည်ဆောင်စုဟာငြိမ်းချမ်းတယ်ညင်ညွတ်တယ်ရလို့ရှိနိုင်မှာမဟုတ်ပါဘူးဒါကိုကျမတို့လှုပ်ချင်လို့အခုရွေးကောက်ပွဲမှာဝင်ပြီးတော့ရွေးခန္ဓာဖြစ်ပါတယ်ကျမတို့အနေနဲ့အစိုးရလှုပ်ချင်တယ်ဆိုတာကိုပွင့်ဝင်နေနဲ့ပြောပါတယ်ကျမတို့အနေပြီးတော့အစိုးရလှုပ်ချင်တယ်ကျမတို့ဒီအစိုးရအောင်အောင်မြင်မြင်နဲ့ပြည်သူအကျိုးဆောင်ဖို့ဆိုတာပြည်သူတွေရဲ့ ဥပောင်းပါဝင်မှုလိုပါတယ်ဆိုတာကိုကျွန်မထပ်တလဲလဲပြောပါတယ်ဥပောင်းပါဝင်မှုဆိုတာရွေးကောက်ပွဲမှာမဲထည့်ရုံနဲ့မပြီးသေးပါဘူးရွေးကောက်ပွဲမဲထည့်ပြီးလို့ကျွန်မတို့ကိုအစိုးရဖြစ်အောင်ပြည်သူတွေကလုပ်ပြီးတဲ့အခါမှာလဲနိုင်ငံကိုအကျိုးပြုစေမဲ့စီမံကိန်းထဲမှာပြည်သူတွေကတက်တက်ကြွကြွပါဝင်ရမယ်ကိုယ့်ရဲ့ဘဝအတွက်တာဝန်ယူရတဲ့တတိရှိရမယ်တော်ဝင်ယူနိုင်တဲ့အခွင့်အရေးလေအစိုးရပေးရမယ် အခွင့်အရေးနဲ့တာဝန်ဆိုတာတော့ဘယ်လိုမှခွဲခြားလို့မရပါဘူးအခွင့်အရေးတော့လိုချင်တယ်တာဝန်တော့မထမ်းဆောင်ဘူးဆိုလို့ရှိရင်မဖြစ်နိုင်ပါဘူးကျမတို့ပြည်သူတွေဟာဒီမိုကရေစီအခွင့်အရေးလိုချင်ရင်တာဝန်ယူရမယ်ကျမတို့နိုင်ငံဟာဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ကိုက်ညီတဲ့နိုင်ငံဖြစ်အောင်ပြည်သူတွေတဦးချင်းတဦးချင်းဟာတာဝန်ယူပြီးတော့လုပ်ပေးဖို့အင်မတန်မှအရေးကြီးပါတယ်ကျမတို့အဖွဲ့တစ်ခုနဲ့လည်းလုပ်ပေးလို့မရပါဘူး ကျမတယောက်တည်းလုပ်ပေးလို့ဆိုတော့ဝေလာပေးပဲအဲ့ဒါတော့ကျမတို့ကကျမခဏခဏသတိပေးပါတယ်ပြည်သူတွေကိုကျုပ်တို့အားလုံးလုပ်ပေးပါမယ်ဆိုတဲ့အဖွဲ့တွေကိုမယုံကြည်ပါနဲ့အဲ့ဒါအာနာရှင်တွေပြောတဲ့စကားမျိုးပါလို့ကျမခဏခဏသတိပေးပါတယ်ပြည်သူတွေမပါဝင်မဲနဲ့ကိုယ့်ဘာကိုလုပ်မယ်လို့ပြောတဲ့လူတွေဟာဒီမိုကရေစီကိုယုံကြည်တဲ့လူတွေမဟုတ်ပါဘူး ပြည်သူတွေမပါဘဲနဲ့ငါတို့လှုပ်ရှင်လွတ်လို့ပဲယူခြင်းလဲငါတို့ယူခြင်းသလိုယူမယ်ဆိုတဲ့အိပယ်တွေအများကြီးပါပါတယ်။ဒါကြောင့်မလို့အဲ့ဒီလိုအဖွဲ့တွေပုံကိုတွေကိုတိတ်ပြီးတော့အချင်းမကြည့်ပါနဲ့။နောက်တစ်ခုကလည်းမလုံးပေးပြီးတော့စီယုံနဲ့အဖွဲ့တွေပုံကိုတွေကိုအချင်းမကြည့်ပါနဲ့။ဒီလိုမလုံးပေးနိုင်တော့အောင်ဘယ်ကရလာတာလဲဆိုတာလည်းတည်တည်ဆတ်ဆတ်စဉ်းစားရပါလို့ကျွန်မအနေနဲ့ဒီနေ့ပြောချင်ပါတယ်။ ောက်တဲ့ပုံပြီးတော့ဆိုးတာမဲလုံးပေးလာတော့မကောင်းပါဘူးဒါနဲ့ကျမအမြဲပြောတယ်ကျမတို့ဖွဲ့ရုံမှာပေးနိုင်တဲ့အနေထားမရှိဘူးအဲ့တော့ပေးနိုင်တဲ့လူတွေကပေးရင်ယူလိုက်ပါကျမတို့မဲပေးလို့ရှိရင်တော်ပါပြီလို့ကျမအများပဲပြောပါတယ်ဒါပေမဲ့လည်းမဲလုံးပေးလာတဲ့ဆိုးတာတော့ချင်းချောင်းလို့ပဲပြည်သူတွေကိုချင်းချောက်ပြီးတော့ဒီဖွဲ့အုံးမှာမဲပေးရမယ်ဟိုဖွဲ့အုံးမဲမပေးရဘူးစသဖြင့်အဲ့ဒီလိုချင်းချောက်တာဟာတချို့ နေရာတွေမှာဆိုလို့ရှင်အထူးဖြင့်ပေါ့နော်ဌာနဘိုင်းဆိုင်ရာဝန်ထမ်းတွေကဒီလိုအချိန်ချောက်ခံနေရတယ်ဆိုတော့ကျွန်မခဏခဏကြားရပါတယ်ဌာနဘိုင်းဆိုင်ရာအရာဆိုလို့ရှင်ဘယ်သူ့ကိုပဲမဲပေးရမယ်ဘယ်သူ့ကိုမဲမပေးရဘူးနောက်ပြီးတော့လဲကြိုတင်မဲပေးပိုင်ခွင့်မရှိတဲ့ပုံကိုယ်တွေကိုလည်း အတင်းကြကြိုတင်မဲပေးရမယ်လို့ပြောတာတွေဟာဥပဒေကိုချိုးဖောက်ရာရောက်လို့အဲ့ဒီလိုချင်းချောက်တဲ့သူတွေရတာကြောက်ရွံ့မှာဖြစ်ပါတယ်လို့ကျွန်မသတိပေးချင်ပါတယ်ဒီနေ့မနေ့ကျွန်မတို့ဆရာတော်ကြီးဥရေဝရကိုသွားပြီးတော့ဖူးမြော်တဲ့အခါမှာဆရာတော်ကြီးကအဲဩဘာသာတစ်ခုချီးမြှင့်လိုက်ပါတယ်အဲ့ဒါဟိုးတုန်းကဖေဖေတို့လွတ်လပ်ရေးမရခင်ခေတ်တုန်းကဖေဖေကိုဆရာတော်ကြီးဒီပါကနေပြီးချီးမြှင့်လိုက်တဲ့ဩဘာသာပါပဲ ထပ်လောင်းပြီးတော့ကျမတို့တတိပေးပြီးတော့ဒီဩဝါဒချိမြင့်လိုက်ပါအဲ့ဒါကတော့၆တိုင်းလဲမကြောက်ပါနဲ့မကြောက်ဖဲလဲမနေပါနဲ့မြောက်တိုင်းလဲမမြောက်ပါနဲ့မမြောက်ဖဲလဲမနေပါနဲ့ဆိုတဲ့ဩဝါဒပါဒါလည်းကျမငငယ်တွေကဒါတိကျတော့မလို့နှလုံးလဲတွင်းထားတယ်တစ်ခါတည်းလေးလဲကျမပြည်သူတွေနဲ့ဒီဩဝါဒကိုပြန်ပြီးတော့မျှပါတယ် အဲ့တော့6တိုင်းလည်းမကြောက်ပါနဲ့ဆိုတော့အားလုံးနားလည်ပါတယ်နော်အဲ့တော့အထူးသဖြင့်ဒီဒီခါမှာရွေးကောက်ရွေးကောက်ပွဲမတိုင်မီမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲမပေးရင်လို့ဤအမျိုးမျိုးနဲ့6နေတိုင်းလည်းမကြောက်ပါနဲ့လို့ကျွန်မအနေနဲ့တိုက်တွန်းချင်ပါတယ်ဒါပေမဲ့နောက်ဆက်ပြောရမယ်ဆိုရင်မကြောက်ဖဲလဲမနေပါနဲ့တဲ့မကြောက်ဖဲလဲမနေပါနဲ့ဆိုတဲ့အဓိပ္ပာယ်ကတော့ကျွန်မကိုငငယ်လေးကရှင်းပြထားတာတော့ မကြောက်ဖဲလဲမနေပါနဲ့ဆိုပြီးလို့ချိန်ချောက်မှုတွေရှိရင်ကိုမကိုဘက်ကတတိဆိုတာရှိရချိန်ချောက်မှုတွေရှိလို့ရှိရင်ဒီချိန်ချောက်တဲ့သူတွေကဘာကိုရည်ရွယ်သလဲဘာတွေများလုပ်မလဲဆိုတဲ့တတိဆိုတာရှိရမယ်အဲ့ဒီတော့အခုအချိန်မှာကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ရုပ်ကိုမဲမပေးရဲအောင်လို့ချိန်ချောက်နေတဲ့ပုံကိုယ်တွေကဘယ်လိုပုံစံနဲ့မဲမသမားမှုတွေဖြစ်အောင်များလုပ်မလဲဆိုတဲ့တတိတော့ရှိကြပါလို့ကျမအနေနဲ့တိုက်တွန်းချင်ပါတယ် ောက်ပြီးတော့မြောက်တိုင်းလည်းမမြောက်နဲ့ပေါ့နော်မမြောက်ဖဲလည်းမနေနဲ့အဲ့ဒါနဲ့ပတ်သက်လို့တော့ကျမတို့ငယ်ငယ်လေးကရှင်းပြထားတော့မြောက်တောင်းလည်းမမြောက်နဲ့ဆိုတော့သဘောပေါက်ပါတယ်နော်အဲ့တော့အခုကျမပြောချင်တာကအထူးသဖြင့်ရွေးကောက်ပွဲမတိုင်မီလိုက်လိုက်ပြီးတော့မြောက်ပြီးတော့ပြည်သူမဲတွေလိုချင်လို့ဟိုဟာလုတ်ပေးပါမယ်ဒီဟာလုတ်ပေးပါမယ်ဆိုအဲ့ဒါလည်းမြောက်ချင်းတစ်မျိုးပေါ့နော်အဲ့ဒါတွေကိုလည်းမြောက်တိုင်းလည်းမမြောက်ပါနဲ့တိတ်ပြီးတော့မယုံလွယ်ပါနဲ့အဲ့ဒါတော့ပြည်သူတွေနားလဲပါတယ် ဒါပေမဲ့မမြောက်ဖဲလဲမနေပါနဲ့ဆိုတော့ဟာဒီလိုရွေးကောက်ပွဲမတိုင်မီကာလမှာအရင်တော့ကိုယ့်ဘက်ကိုတစ်ခါမှလှည့်မကြည့်တဲ့လူတွေကလာလာပြီးတော့တစ်ခါလေကျွန်တော်တို့ကျမတို့ကိုထောက်ခံပါဆိုပြီးနှီးမျိုးမျိုးနဲ့ပြည်သူကိုမျက်နှာချိုသွင်းနေတဲ့အခါကျတော့မမြောက်ဖဲလဲမနေနဲ့ပြည်သူတွေရဲ့မဲတွေဟာဘလောက်တံပိုးရှိတယ်ဆိုတော့နှလုံးသွင်းကြပါလို့ကျမစော်ဩချင်ပါတယ်ကိုယ့်ရဲ့မဲတွေဟာဘယ်လောက်တံပိုးရှိလဲ တခါမှကိုယ်လက်မကြည့်တဲ့လူတွေတော့မှအခုမှလာပြီးတော့မျက်နှာချိုသွေးရတယ်ဆိုတော့အဲ့ဒီဟာအဲ့ဒီနေရာမှာတော့ကိုယ့်ကိုယ်ကိုတံမိုးထားတော့ပါကိုယ့်ရဲ့မဲတွေကိုတံမိုးထားတော့ပါကိုနိုင်ငံသားတယောက်အနေနဲ့ဆက်ရှင်နဲ့ပြည်ပြည်သားနိုင်ငံသူနိုင်ငံသားတယောက်အနေနဲ့ဒီနိုင်ငံရဲ့အနာဂတ်ကိုဆုံးဖြတ်တဲ့နေရာမှာအင်အားရှိတယ်ဆိုတာဟာကိုနားလည်ပါအဲ့တော့အဲ့ဒီဟာကိုနားလည်ပြီးတော့ဒီမဲကိုကိုပေးပိုင်ခွင့်ရှိတဲ့မဲကို မှမှန်ကန်ကန်ပေးပါလို့ကျမတိုက်တွန်းချင်ပါတယ်။ပေးပါရှင်ရှိတယ်မဲဆိုတော့နော်အခုရွက်ကောက်ပွဲမှာဆိုလို့ရှိရင်အ ਨੇ ဆုံးတနေရာတနေရာမှာကိုယ်စလဲ၃ယောက်အတွက်မဲပေးရမှာပါ။မြူသားလွတ်တော်ကိုစရဲပြည်သူလွတ်တော်ကိုစရဲပြည်နယ်လွတ်တော်ကိုစရဲအဲ့ဒီတော့အဲ့ဒါအ ਨੇ ဆုံးပေါ့နော်တချို့ကြတော့တိုင်းသားကိုစရဲတွေအတွက်လည်းမဲပေးပိုင်ခွင့်ရှိတယ်ကိုယ့်ရဲ့ဖခင်ဟာတိုင်းသားအနေနဲ့ ဟိုဆင်းရဲကိုဖောက်ပုံတင်ထဲမှာပါနေလို့ရှိလို့ရှင်အဲ့ဒီတိုင်းသားကိုယ်စားလှယ်ကိုမဲပေးပိုင်ခွင့်ရှိတယ်ဥပမာဆိုလို့ရှင်အာချင်းဆိုတော့ကျမတို့ရခိုင်ပြည်နယ်မှာဆင်းချင်းတိုင်းသားကိုယ်စားလှယ်ရှိတယ်ဖခင်ကချင်းမျိုးချင်းတိုင်းသားအနေနဲ့မှတ်ပုံတင်ထဲမှာတရားဝင်တွင်းထားတယ်ဆိုလို့ရှင်ဒီဒီချင်းတိုင်းသားကိုယ်စားလှယ်အတွက်လည်းမဲပေးပိုင်ခွင့်ရှိပါတယ်အဲ့တော့မဲယုံနဲ့သွားတဲ့အခါမှာတယောက်တစ်ထဲအတွက်မဲပေးရမှာမဟုတ်ပါဘူး အ ਨੇ ဆုံး၃ယောက်အတွက်ပဲပေးရမယ်တခါတလေကိုယ့်ရဲ့တိုင်းသားကိုယ်စားလှယ်ပါပါတယ်ဆိုရင်၄ယောက်အတွက်မဲပေးရမယ်ဒါကြောင့်ကျမပြောတာခေါင်းရှုပ်ခံပြီးတော့နာမည်တွေမျက်နှာတွေမရှိနေပါနဲ့အဖွဲ့ချုပ်အလံကိုပဲမဲပေးပါလို့ကျမပြောရတယ်ကျမတို့အခုဆိုလို့ရှိရင်နေရာလည်းအယောင်ပူတာပဲနေရာပူတဲ့အပြင်မှာကျမတို့ပြည်သူတွေနဲ့တွေ့တဲ့အချိန်မှာ ကျွန်တော်လှုပ်လေလှုပ်ထားတဲ့ရှိတဲ့အတိုင်းပဲပြည်သူတွေရှေ့ရနေပြီးတော့မိခွန်းတွေလည်းဖိတ်ခေါ်ကြပါလေအဲ့ဒီလိုဖိတ်ခေါ်ခြင်းအပြင်ကျွန်တော်တို့ပြည်သူတွေစိတ်ထဲမှာရှိတဲ့စိုးရိမ်မှုတွေဒါတောင်မှမျှော်လင့်ချက်တွေကိုလည်းကျွန်တော်တို့သိပိုင်ခွင့်ရှိတယ်